တာတင်ချောင်းအောင်နဲ့တင်ထွန်းတော်တောင်းဟာချောင်းမငယ်ရွာသားတွေဖြစ်ကြပါတယ်။ချောင်းမငယ်ရွာလေးဟာအနောက်ရုံးမနီးမှတည်ရှိတဲ့တောင်ကြီးရွာလေးတွေဟာဖြစ်ပြီးအနောက်တောင်နဲ့နီးတဲ့အလျောက်ဒေါ်ဒန်နီးမှရှိတယ်လို့ဆိုရမယ်။ချောင်းမငယ်ရွာလေးမှာတော့တာတင်ထောင်းအောင်နဲ့တင်ထွန်းတော်ဟာတောပြစ်ပေါ်တောပြစ်ဖက်ချောင်းမငယ်ရွာရဲ့မုံဆိုးကျော်တွေဖြစ်ကြပါတယ်။နွေရာသီရောက်နေပြီမဲ့တောရဲ့တောင်ရင်ကြောင့်ချောင်းမငယ်ရွာလေးဟာအဘူတံကိုမခံရဘူး။ရွာလေးမှာရှိတဲ့ရဲဆိုင်မှာတော့ဆန်အရက်ဒပလင်းကိုအလဲမှာချပြီး လူ၃ယောက်တောက်တုံးနေကြပါလေ။ဒါလေလူ၃ယောက်တရက်လောက်ကွာတော့ပြစ်ထွက်ရအောင်။ငါလည်းစဉ်းစားနေတာကွာပတ်စံကလည်းပြတ်နေပြီ။တင်ထောမင်းကရောပြောစရာလိုသေးလားကွာထောင်းအောင်ငါကတော့ပြစ်မယ်ဆိုရွှေတူးရမှာတက်ပြောတဲ့ကောင်ပါကွာ။တင်ထောရဲ့စကားကိုတာတင်းနဲ့ထောင်းအောင်ကသဘောကျစွာရီမောလိုက်ပါလေ။အခုမှအရက်ဝိုင်းလေးဟာဆူဆူပီပီလေးဖြစ်လာတယ်။တာတင်းကဆက်လက်ပြီးတော့ဒါဆိုကွာငါတို့တွေဘယ်နေသွားကြမလဲ။ တပတ်ခါပဲသွားကြမယ်ကွာပြင်စရာရှိတာပြင်ဆင်ရအောင်မယ်ထုံအောင်ရဲ့စကားကိုတင်ထုံးကလည်းသဘောတူတဲ့အနေနဲ့ခေါင်းငိမ့်ပြလိုက်ပါတယ်မာယုထားတဲ့အဆန်ရဲဟာကုံလူပြီဖြစ်တာကြောင့်တင်ထုံးကပဲမျိုးကြီးအရက်တလုံးထပ်ပြီကွာတော်ပြက်ကပြန်လာရင် ရှင်းမယ်ရမယ်ဗျာကျုပ်ဆိုင်အတွက်အမီလေးပါလေးလဲလုပ်ပေးကြအောင်မြငါတို့ပြန်လာရင်ဘယ်တော့ကတော့ကောင်မပါပဲနဲ့ပြန်လာဘူးလို့လဲကွာစိတ်ချကြမှာမှန်ပါတယ်တာရင်ထုံးအောင်နဲ့တင်ထုံးတို့၃ယောက် တော်တဲ့ဝင်လို့အမဲဖြစ်ရင်မရပဲပြန်လာတယ်ဆိုတာမရှိဘူးအမဲဖြစ်သွားတဲ့ခါမှလည်းတခါတလေနေချင်းပြန်လာတတ်ပြီးတခါတလေဆိုရင်တော့နှစ်ရက်လောက်ကြာတတ်တယ်တော်လက်စာရက်တွေကိုလက်စာဖြတ်လို့မိမိတို့ရဲ့နေထိုင်ရာအိမ်သီးသီးကိုပြန်လာခဲ့ကြပါတယ်ပြီးတော့သူတို့ရဲ့ဇနီးများတွေကိုလိုအပ်တာတွေပြင်ဆင်ခိုင်းတယ်အမဲပြေရမှာတုံးတဲ့လက်နက်တွေကိုလည်းပြင်ဆင်ရတယ်ရွာထဲမှာတာတဲ့ထုံးအောင်တင်ထုံးတို့တောင်းရအောင်အမဲပြေသွားမယ်လို့သိရတဲ့အတွက်တော့ကောင်သားလာရောက်မှသူတွေလည်းစိတ်ကားနေပါတယ် ဖြူဒီတခါအမဲပြစ်ကတော့ကြာမဲ့ထင်နေကွာဘာလို့လဲတော့အမဲမာတဲ့သူများတယ်လေရှင်းလဲလေအမဲပြစ်တာကိုဆွလွတ်ပါတော့လားဘာလို့လဲဖြူရဲ့ဒီအာကုတလို့တွေကိုမလုတ်စေချင်လို့ပါတော့ဒါပေမဲ့ဖြူတစ်ခုတ်ဝါခုတ်လောက်ကလည်းတိတ်အဆင်မပြေဘူးကွာဒီလောက်ကပဲအဆင်ပြေတာလေဒါကိုဖြူလဲသိတာပဲကွာပြီးတော့ကိုတို့ဘွားတွေကိုလူတယောက်လဲတိုးတော့မယ်လေရှင်ပြောတာလဲဟုတ်တော့ဟုတ်တယ်လေဒါပေမဲ့ အမဲပြေထွက်မဲ့ရက်ကိုရောက်လာခဲ့တယ်။ဒူမီတနက်နှစ်လဟာဓမြောင်သုံးချောင်းနဲ့ကပ်ပါနှစ်ခုဒူလေးတစ်လက်ကိုယူဆောင်လာတယ်။ဒူလေးကိုကင်ဆာသူဟာတင်ထုံးဖြစ်ပြီးတော့ဒူလေးရဲ့မြတဲ့မှာအစိတ်လူများဖြစ်တယ်။ဆန်အနေငယ်နဲ့ကြက်ကင်ထားပြီးတားကောင်တချို့ကိုရိတ်ခါဖြစ်နေယူလာတယ်။ဒေါ်တဲ့ကိုဝင်ကနေမှာကုန်းရနဲ့ဒေါ်ဆောင်နဲ့တောင်ဆောင်နဲ့တွေကိုပူဇော်ခွင့်တောင်းတယ်။လမ်းမှာလဲလမ်းစီကံအိမ်မှာလဲအိမ်စီကံမြို့မှာလဲမြို့စီကံရှိသလိုတော်မှလည်းတော်စီကန်းဆိုတာရှိတယ်။လိုက်နာခြင်းမရှိရင်တော့ လောမောင်ချင်းမျက်စိလဲခြင်းတွေဖြစ်တတ်တယ်။လူသုံးယောက်လည်းအနောက်တောင်ကိုစတင်ပြီးတော့ဝင်ရောက်လာတယ်။လောတောင်တွေဖုံးစိုးတောတွေကိုဖြတ်လာပေမဲ့တားကောင်ကြီးကြီးမားမားဆိုတာလုံးဝမတွေ့သေးဘူး။မုံစိုးဟင်းအိုလို့ခေါ်တဲ့ဂျီတွေကတော့နေရာနှံပြားမှာတွေ့ရတယ်။ဒါပေမဲ့လည်းသူတို့ဟာလုံးဝမပြစ်ကြဘူး။ဘာကြောင့်လဲဆိုတော့ဒီလိုတားကောင်ငယ်တွေကိုပြစ်လိုက်ရင်တားကောင်ကြီးတွေပြေးလွှားနိုင်တာကြောင့်ဖြစ်ပါတယ်။နေမုံတဲချိန်မှာတော့တော်ရင်တနေရာမှာစမ်းကြောင်းလေးတစ်ခုကိုတွေ့ရတယ်။ စံကြောင်လေးအတိုင်းဖြင်းညစွာလိုက်သွားရင်တော့တော့ကောင်ကြီးတွေကိုတွေ့ရနိုင်ပြီးဒါကြောင့်မဲ့၃ယောက်သာဒရေကြီးစွာနဲ့စံကြောင်တိုင်းပဲသွားခဲ့ကြတယ်။တနေရာရောက်မှာတော့စက်ကြွေးကြီးတွေရေတောက်နေရမြင်ရတယ်။စက်ကြွေးကြီးတွေဟာသူတို့၃ယောက်ကိုတတိမထားမိကြဘူး။ဒီမှရင်သူတို့ကလေယောက်ကနေ ဖြစ်တာကြောင့်ပဲအဝေးကနေကစက်ကြွေးကြီးတွေကိုမြင်ရတယ်။သူတို့၃ယောက်လည်းသဘောတူညီကြတဲ့ကိုရရယူပြီးတော့စက်ကြွေးတဲ့ကောင်ကိုပြုတ်ဖို့ဆုံးဖြတ်ကြတယ်။၃ယောက်သာလူစုခွဲလို့ထိတ်ဆုံးကစက်ကြွေးကြီးကိုချိန်ရပြီးပြစ်လိုက်ပဲ။ ဆက်ကြွကြီးကပြစ်ထွက်သွားပြီးတန်ရားနဲ့လဲကျသွားတယ်။ဒီမှာနေသူတို့လည်းတိတ်မကျဲလှတဲ့စံချောင်းလေးကိုဖြတ်ကူကလဲကျနေတဲ့ဆက်ကြီးကိုတိတ်မတေခလန်းလန်းကနေစမ်းသက်ကြတယ်။တေချောင်းတေပြီးလို့သတ်မှတ်တာနဲ့တကောက်ကျော်တွေကိုဓာတ်နဲ့လှည့်ပြတ်တယ်။ဓာတ်ကောင်တကောက်မိပြီးတော့အဲ့လိုပြုတ်လို့ရတယ်။မဟုတ်ရင်တော့အပမိပြီးထပြီးတော့လူကိုအန္တရာယ်ပြုတ်တတ်တယ်။အဲ့နောက်တေကိုင်းတက်ခတ်တွေကိုဓာတ်နဲ့ခုတ်ကဆက်ကြီးပေါ်မှာတင်ခဲ့ပါတယ်။အဲ့ဒီလိုပြုတ်လို့ရခြင်းကတော့ တခြားအသားရဲတွေကစားမှာမဟုတ်ဘူး။ပါရှင်ရှိတယ်လို့အမှတ်သားလုပ်တာ။ဒီဟာတွေကတော့ရဲ့စီကံဖြစ်ပါတယ်။ဒီနေရာကိုအမှတ်သားလုပ်ကသူတို့အသုံးအောင်လဲနောက်ထပ်သားကောင်ပြဖို့ဆက်လက်ထွက်ခွာလာခဲ့တယ်။ဆက်လက်ထွက်ခွာပြီးတိတ်မကြခင်မှာပဲတင်းခွဲတော့ဝက်တကောင်နဲ့ပတ်ပင်တိုးတယ်။ကျင်းခန့်နေတဲ့တော့ဝက်ကြီးတကောင်ဖြစ်တယ်။တော့ဝက်ကြီးကအဆွဲကြီးပြီးအပြင်ကငေါထွက်နေတယ်။ပြီးတော့တဟူးနဲ့နှာမုတ်တန်ကြီးပြေကသူတို့သုံးယောက်ကိုကြည့်တယ်ပြီးတော့တောဝက်တကောင်က ပို့ဆိုတယ်ပြီးတော့သူဟာသင်္ခွဲတော်ဝတ်တကောတော်ဝတ်တွေဟာတခြားသားရဲတွေလိုမဟုတ်ဘူးတခြားသားရဲတွေကကြားနဲ့ပတ်ပင်တော့ရင်ရှောင်လို့ရရင်ရှောင်သွားတတယ်တော်ဝတ်တွေကဒီလိုမဟုတ်ဘဲနဲ့အသေးကြီးတိုက်ခတ်တကြတယ်ဒီတော့သူတို့သုံးအောင်လေအခြေအနေကိုကြည့်ပြီးတော့လူမင်းတဲ့ကောင်မြောက်ကတော်ဝတ်ရဲ့ထိတ်တဲ့ကိုချိန်ပြီးပြစ်တယ်ဒီမှာရင်ဝူးပေါင်းဆိုတဲ့အတန်တွေနဲ့ကျင်းတဲ့ကထွက်ခါသူတို့သုံးယောက်စီကိုပြေးလာတယ်ဒီတော့သူတို့သုံးယောက်လည်း တော့ဝဲရဲ့အန်ရီကိုရှောင်ရှိုင်းနဲ့ကြောက်သေးကိုအမှတ်မထင်ကြောက်သွားခဲ့ပါတယ်။နောက်တစ်ရက်ကျမှတော့ရွာထဲကိုစက်ကြီးကိုတန်းလို့လူနှစ်ယောက်ဝင်လာခဲ့တယ်။သူတို့ကတော့ထုံးအောင်နဲ့တင်ထုံးဖြစ်တယ်။သူတို့ရောက်လာတာကို သိတာနဲ့အမြန်ဆုံးရောက်လာသူကဖြူလေး။ကိုသားတင်ရောကိုသားတင်ရောသားတင်ကြောက်သေးကြသွားတယ်ဟာ။လုံးလဲဆင်းရှာတယ်လုံးဝမတွေ့ဘူး။ဘလို့များဖြစ်ကြတာလဲ။အေးဟာတော့ဝါနဲ့တိုက်ခိုက်ရင်ဖြစ်ကုန်တာ။ တော်ဘက်ကတော့တေးသွားပြီဟာနေလယ်မှာယောဂလူတွေခေါ်ပြီးတော့တာရင်ကို ပြန်ပြီးသွားရှာကြမယ်အဲနောက်သူတို့လည်းလူစုကတာရင်ကို အရှာထွက်ကြပါတယ်တအင်းတအားနဲ့ညညွတ်တဲ့တူတာရင်တယောက်သတိရလာတယ်တာရင်သတိရတော့အိမ်တအိမ်ပေါ်ကိုရောက်နေပြီဖြစ်ပျက်ခဲ့တဲ့အကြောင်းအရာတွေကိုပြန်စဉ်းစားပြီးမဲ့သူ့ရဲ့ခေါင်းတွေဟာမုန်းနှောင်နေတယ်လူလေးမင်းသတိရပြီလားကျွန်တော်ဘယ်ကိုရောက်နေရလဲတိမ်မြန်ရွာကွာ ကြောက်သေးကနေလူလေးကိုခေါ်လာတာကျွန်တော်ဒီကိုရောက်တာဘယ်လောက်ကြာပြီလဲ၃ရက်ရှိပြီကွဗျာဒါဆိုကျွန်တော်ပြန်มาဖြစ်မယ်ဗျာကျွန်တော်မိမမျောနေတော့မှာနားနားနဲ့နေပေါင်းလူလေးလူလေးတင်ရတွေတက်တာလာတော့အဘလိုက်ပူပေးမယ်ဟုတ်ကဲ့ပါဗျာဒီလိုပြောပြီးတော့တာတင်တယောက်ပြန်လဲအိပ်ပျော်သွားခဲ့တယ်ဒီလိုနဲ့နေလာရင်းနဲ့တစ်ပတ်လောက်ကြာတော့တာတင်ရဲ့တင်ရတွေအတော်အသင့်တက်တာနေပြီဒါကြောင့်အိမ်ကိုပြန်မှုအတွက်ပြောတယ် ေးပါလေလူလေးကပြန်နေတော့လေပို့ပေးမယ်နောက်တစ်ခါတော့ဒီရွာကိုမလာတော့နဲ့ကွာညာဘာဖြစ်လို့လဲပါဘာကြောင့်မလာခိုင်းတာလဲဆိုတာနောက်တော့သိလာပါလိမ့်မယ်ကဲအချိန်မလင်းခင်မင်းရွာကိုပြန်ရမယ်အဘိုးကရှိကနေဦးဆောင်နေတာတင်းကနောက်ကနေလိုက်ပါလာခဲ့တယ်ရွာလမ်းမှာလူတွေကင်းရှင်းနေပြီးတော့အိမ်တွေကနေကြည့်နေကြတယ်သူတို့ရဲ့မျက်နှာတွေကပြောင်းချင်းရည်ချင်းလုံးဝမရှိဘူးရွာတွေကထွက်လာတော့လေခွင်းတွေကိုဖျက်ရတယ် လေခွင်းနေဟာဘလို့ဘေးမှာစိုက်ပျိုးထားခြင်းမရှိဘူးဒီလိုနဲ့ခလန်းလန်းတောင်ပေါ်မှာတောင်ရစိုက်ခင်းတွေကိုတွေ့ရတယ်အရှိကသွားနေတဲ့အဖိုးကိုမှီဖို့တာတင်တယောက်အပြင်းနီးပါးကိုလိုက်ရတာဒီအဖိုးကတော့သူ့မျက်စိထဲမှာပုံမှန်တိုင်သွားနေတာအဲဒီနောက်ဒေါ်တန်လင်းကိုကြော်ပြီးတဲ့နောက်အဖိုးကကဲလူလေးမင်းဒီလန်းတိုင်တက်နေသွားမင်းနေတဲ့ရောက်ကိုရောက်လိမ့်မယ်ဟုတ်ကဲ့ပါပါကျွန်တော်ကခုလိုကေတင်ကူညီပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြန်လာခွင့်ရှိရင် ြန်လာခြင်းမသိတယ်ဗျာပြန်မလာခြင်းမနဲ့ကောင်းလေနောက်တစ်ခါရောက်ရင်တော့မှ အခြေအနေတွေကမတူတော့ဘူးကဲကဲကဲသွားတော့ဒီလိုနဲ့တာတယ်လေအိမ်နဲ့မိမကိုလွမ်းနေစိတ်ကြောင့်နောက်တောင်လှည့်မကြည့်ပဲတုတ်ချစ်တင်ပြန်လာခဲ့တယ်ဒါပေမဲ့လမ်းမှာတော့အမှတ်သားတချို့ပြုတ်လုခဲ့တယ်အဲ့ဒါကတော့တနေ့နေ့တစ်ချိန်ချိန်မှာ သူ့ဒီရွာကို ပြန်သွားမဲ့စတင်ရှိဖို့စိတ်ထဲမှာတွေးထားတာပါခဏကြာမှာတော့သူ့ရွာကိုလမ်းဝင်ရပြီ ရွာထဲကိုရောက်တာနဲ့လူတွေဟာသူ့ကိုအံ့ဩတဲ့မူရာတွေနဲ့ကြည့်နေကြတယ်။တရင်မင်းဘာမှမဖြစ်ဘူးနော်။ငါဘာမှမဖြစ်ဘူးကွာ။ဒါနဲ့ထုံးအောင်ရော။သူ့သူ့အိမ်မှာပဲကွာ။ငါတို့မင်းကိုတုံးရက်လောက်ရှာသေးတယ်။မင်းကိုမတွေ့ရဘူး။မင်းဖယ်တွေကိုရောက်နေရလေ။ဟာငါတိတ်မြန်ဆိုတဲ့ရွာကိုရောက်နေတာတပတ်တောင်ကြာသွားတယ်ကွာ။ဘာ?တပတ်ဟုတ်လား။မင်းပြောက်သွားတာဒီနေ့ဆိုလာပြည့်ပြီကွာ။ မင်းမိမတော်မှဒီနေ့ဖုန်းကြီးเจ้าမှဆုံးကနေပြီဟေးဟုတ်လားကွာဒါဆိုငါသွားပြီနော်အဲ့နောက်မှာတော့တာတင်တယောက်ရွာပြန်ရောက်လာတဲ့တရင်ဟာတရွာလုံးကိုပြန့်နှံ့သွားပါတယ်အိမ်ကိုလည်းတရင်လာမိသူတွေနဲ့စေကားနေတယ်ဒီတော့တာတင်လည်းဒိုင်းရွာတွေတက်တာသွားတဲ့ခါသူ့မှတ်သားထားတဲ့အမှတ်သားတိုင်းပဲသူရောက်ခဲ့တဲ့ရွာကိုသွားကြည့်ပေမဲ့လမ်းအောင်ရှာမတွေ့တော့ဘူးအဲ့ဒီရွာကိုလိုက်လံရှာဖွေပေမဲ့လုံးဝမတွေ့ရဘူးလေးပတ်ဝန်းကျင်ရွာတွေကိုလိုက်လံစုံစမ်းပေမဲ့ ိတ်မြန်ရွာဆိုတာကိုကြားတော့မကြားဘူးလို့ပြောကြပါရယ်။ဒါတင်တယောက်သူရောက်ခဲ့တဲ့ရွာဟာတိတ်မြန်ရွာလားဒါမှမဟုတ်တခြားသောဘလိုဘေးရီးတွေရှိနေတဲ့ရွာလဲဆိုတာကိုတော့သူကိုယ်တိုင်မသိဘဲနဲ့တောင်းတောင်းဖြစ်နေခဲ့ပါရယ်။သူမထိုင်နေရကနေပြောင်းကနေထားရလိုက်တာနဲ့တိတ်ဆိတ်ငြိမ်တက်နေတဲ့ပတ်ဝန်းကျင်ဟာချက်ချင်းဆိုသလိုနှိုးကြအတက်ဝင်လာတယ်။မေးလင်းအောင်ဆွဆွရဲ့အောက်မှာတော့ရွေလျားနေတဲ့မြောင်းပေါင်းမြောင်များစွာဟာ သူမရှိရာဘိုလ်ချက်ဆောင်ရရက်ကိုချိန်ရွေးနေတယ်။သူမရွေးချရာကိုမြန်ဦးတွေကလိုက်ပါပြီးတော့ရွေးချနေတယ်။ပထမအုပ်ဆုံးရက်တက်နေတဲ့ခြေဆောင်ကိုစတင်လှမ်းလိုက်တာနဲ့ခနာကိုတွင်းမှာရှိတဲ့အနာကက်ကာလာတစ်ခုစီကမသေးကြလာတဲ့လိုရင်စနာတစ်ခုကိုရင်းနေအမျှထန်းပိုးမျိုးသိပ်ပွေးပိုက်ထားတဲ့အရာဝတ္ထုတွေဟာမီလီယံမိတ်ဆွေတွေလိုပဲရုံးကျွလာတယ်။အခန်းထဲကိုဝင်ခဲ့ပါသမီး။အသက်ကြီးကြီးမိန်းမတစ်ယောက်ရဲ့နိုးညံ့တည်ငြိမ်တဲ့အံကိုထပ်မံကြားလာရပြန်တော့ခြေလန်းကို ခရရဲ့စတဲ့လှန်နေပြီးတော့အတန်အရာစီကိုကြည့်ပြီးဦးခေါင်းကိုညှင်သာစွာနဲ့ညှိမ့်ပြလိုက်ပါတယ်။နင်းလျှောက်လာတဲ့ဖြာရီရဲ့အဆုံးကိုရောက်တာနဲ့ကျမ်းပင်နဲ့ခြေဘွားစတဲ့ထိတွေ့လာတဲ့အသည့်ကိုခံစားပြီးတော့မျက်လုံးပေါက်မျက်မှောက်စာကိုလည်းတွေ့ရတယ်။အကြီးတွေကိုလုံမြောက်သွားပြီးတော့နားလည်ပြတာနဲ့ရင်ထဲမှာပေါ်ပါတဲ့အသည့်တစ်ခုကိုပထမဦးဆုံးကျင်ခံစားလိုက်ရပါတယ်။မျက်လုံးပေါက်များစွာဟာရွေလျားညှိမ့်သက်သွားပြန်တယ်။အဲ့ဒီရွေချက်ကိုစီနဲ့ပြန်လည်ညှိမ့်သက်သွားခြင်းဖြစ်မယ်လို့လည်းစိတ်ထဲမှာထင်မိတယ်။ တို့မဟာအပြာရောင်ဇာခန်းစည်းလေးရှိမှာတော့ရတန်နေဝင်ခဲ့ပါအတန်တန်ယုံကြည်ချက်ခိုင်မာရှိတဲ့အတန်တို့ခန်းစားရတယ်။အဲ့တူပဲမိမဲအိုကြီးတယောက်ရဲ့တည်ငြိမ်တဲ့အတန်ထွက်ပေါ်လာတယ်။ဟုတ်ကဲ့ပါပထမဆုံးတို့မစီကနေထွက်လာတဲ့အတန်မဝုံးမရေတုံညင်းနေတာငုံကြည့်လိုက်တော့မှပဲရင်းနှီးစီမီးခွက်ကြီးရဲ့ရှေ့မှာထိုင်နေတဲ့မိမဲအိုကြီးတယောက်ကိုစတင်မြင်မိတာနဲ့ရင်ထဲမှာဖြစ်တည်နေတဲ့အဆိုင်ခဲတွေဟာအတန်မြင်ပြီးတော့လှုပ်ရှားသွားတယ် သူမသိကျင်တာတွေကိုသိရတော့မယ်မေးကျင်တာတွေကိုမေးမြရတော့မယ်ထိုင်မသမီးမိမဲအိုကြီးစီကအတန်းကြလင်အိမ်မတဲ့ဂယုဏတရားတွေထုံမုန်းနေလို့ခံစားရတယ်။သူမတွေ့ကျင်နေတဲ့ရပောင်းများစွာမျောလင်းခဲ့ရတဲ့လုံရင်စနာတစ်ခုကိုမေးမြရတော့မယ်။သမီးသမီးကဗိုက်မေးကျင်တာလေမိမဲအိုကြီးစီကနေတုံညင်းတဲ့စကားဒီမှာနေမဲ့သူမရောက်လာရခြင်းရဲ့အကြောင်းရင်းအတွက်ရုတ်တရက်နှုတ်ထသွားပြီးတော့ ပစိတုပ်ထိုင်နေတည်သွားတဲ့သူအတွက်မေးစရာလေးတွေလုပ်ပေးစရာလေးတွေရှိလို့ပါမေးမေးပါတည်ဆုံးသူတွေကဘာတော်လဲသမီးတည်ဆုံးသူရဲ့ဇနီးပါမေးသူစကားကြောင့်မေမိမအိုကြီးရဲ့ခေါင်းတစ်ချက်ညှိနေသမီးမျိုးသားနဲ့အိမ်တော်ကြတာတလားကြကြပဲရှိပါသေးတယ်ခင်မွန်းတဲ့ရုတ်တရက်ရင်းနေတည်ဆုံးသွားတဲ့အတွက်ဒီကိုလာမေးရတာပါရန်ကုန်ကနေအဝေးကြီးလာခဲ့တာပါမေးဒါပေမဲ့ ထင်မွန်းတဲ့တည်ဆုံတာကတော့ရန်ကုန်မှာမဟုတ်ပါဘူး။အေရာဝတီတိုင်းကမြို့တစ်မြို့မှာတာဝန်ထမ်းဆောင်ရင်းနဲ့စကားပြောရင်ထဲမှာစိုးကြက်လာတယ်။ကြေကွဲမှုနှမျောတတမှုတွေနဲ့ဒစားဆင်ထားတဲ့စကားလုံးတွေဟာရင်ညွန့်မှာစုပြုံ ကြောက်ပြီးတော့တိုးဝင်နေရ။နှကန်းကပြင်မလီလိုတဲ့ကိုတိုးထွက်ဖို့ရုတ်တရက်မထွက်နိုင်မဲနဲ့တည်ဆုံနေတယ်။ပြီးတော့လုံးလေးခဲ့ပြီးတဲ့တလားကြော်ကန်နာတာရှည်ညတွေဟာအတိတ်တပံပြန်လည်နှုတ်ထလာတယ်။ ပြီးတော့ဝေဝဲလာတဲ့မျက်ရည်စာတွေကိုပုတ်ခတ်ပုတ်ခတ်လုပ်ပြီးတော့အမြန်သိမ့်ပစ်တယ်။ဝိညာဉ်နဲ့ပတ်သက်တဲ့မိကုန်းနဲ့မေးရင်မငိုရဘူးဆိုတဲ့အစီအကံရှိတယ်။ဖြည်းဖြည်းပြောပါသမီး။ဟုတ်ကဲ့။သုံးမတန်ကကြေကွဲစာနဲ့တိုးစိတ်နေတယ်။ရေနဲ့တည်ဆုံးခဲ့တာပါ။သူကရေကိုကျွမ်းကျင်တဲ့သူတယောက်ပါအမေ။တေတော့လေရေနဲ့တည်ဆုံးနေကြတော့တော်လုံးအံ့ဩမိတယ်။သူ့အလောင်းကိုရရချင်းကြည့်လိုက်တော့လက်ဘဲမှာတန်ရာတစ်ချက်တွေ့တယ်။ ဆရာဝန်ရဲ့စိတ်စစ်ချက်ကတော့လေပင်ကနေရရှိတဲ့တေလောက်တဲ့တန်ရာကြောင့်တေရတာလို့ပြောခဲ့တယ်အမေကျမထင်တာကတော့တေဆုံးတာရိုးရိုးမဟုတ်ပဲအသက်ခံရတယ်လို့ထင်တယ်လောက်ကျန်ခံရတာထင်တယ်ဂျာဇဝိမှုကင်ဖြစ်လို့တိုင်ချက်ဖွင့်ထားတယ်အမေသူစကားကြောင့်မိမဲအိုကြီးဟာအနှဲငယ်တွေးနေတယ်ကောင်လေးမှရန်ညိုးရန်စားရောရှိသလားကျမသိရတဲ့လောက်ကတော့ဘာရန်ညိုးရန်စားမှမရှိဘူးထင်ပါတယ်ရှင်ဒါပေမဲ့အမေ လုံးစိတ်ဆိုတာခံမရခက်တယ်လေကိုကိုမကျင်နေတဲ့သူရှိရင်ရှိမှာပေါ့ပြောလို့မရဘူးရဲကတော့မှုကင်းနေအဆအဆုံးခြေအကန့်ဆစ်ဆင်းနေတယ်သူကအစိုးရယုံတယုံကဌာနစိတ်မှုတာဝန်နဲ့ပါမေးရင်းနေတဲ့သူတွေရောဆစ်ဆင်းနေပါတယ်အမိုးနဲ့မပတ်သက်တဲ့သူတွေကိုမင်းများနေမယ်ဆိုရင်အားနာစရာပါဒါပေမဲ့မတက်နိုင်ဘူးလေတာဝန်ရပဲအခုထိတော့အမှုနဲ့ပတ်သက်တဲ့အကြောင်းမထူသေးဘူးကျမလူတက်တရခန့်ကိုသိချင်တယ်ဘာဖြစ်လို့ကျမခင်မုံကိုတတ်တယ်လဲဆိုတာသိချင်တယ်မေးဒါကြောင့်အမေစီကို အဝေးကြီးကနေလာတာပါ။ကျမကိုတက်နိုင်တဲ့လောက်အမေပညာနဲ့ကူညီပေးပါနော်။မိမအိုးကြီးစီကနေခန့်ခွန်းဝေအပြုံးကိုတွေ့ရတယ်။အမေပညာလို့ဆိုလို့မရဘူးကွယ်။အမေကကြားကန်ဆက်သွယ်ပေးတဲ့ကိစ္စပါ။တည်တဲ့သူရဲ့ဝိညာဉ်နဲ့မကြုံမလို့တဲ့ပုံကုနဲ့ကာယကံရှင်ကို အမေကဆက်သွယ်ပေးရတာ။တည်သူရဲ့ဝိညာဉ်ကိုလိုအပ်တာတွေဖြစ်ကျင်တဲ့ဆန္ဒတွေဖြစ်နိုင်တဲ့ဘက်ကနေအမေက ဆောင်ရွက်ပေးတာ။ကဲ။တမီးခင်မုန်းတဲ့ရဲ့ဝိညာဉ်နဲ့တွေ့ရအောင်။ သူကဘလို့သိရတာလဲလက်ရှိဘဲဘွားရောက်နေတယ်ဆိုတာစက်တန်းထုတ်ရအောင်အခုဘဲဘုံဘွားသာဖြစ်နေရဆိုတာမေ့ကြည့်ရအောင်ကွယ်သမီးအဖွားဦးရဲ့စကားဆုံးမှာတော့သူမကောင်းကျင်းလိုက်ပါလေကဲအမေမေးမဲ့မေကုန်းလေးကိုတိတိကျကျမှန်မှန်ကန်ကန်ဖြည့်ပြီးတော့ဟုတ်ကဲ့အခန်းလေးရရုတ်တရက်တိတ်ဆိတ်သွားတယ်မေမအိုကြီးကသူ့ရှိမှရှိတဲ့ဝါချင်းချင်းမိတောက်လွလွရေနံစီမိကွက်ကြီးကိုဟောက်ခနဲမီအောင်မှောက်ပြီးနှိမ့်လိုက်တယ်အခန်းကရုတ်တရက်မှောင်မိုက်သွားပါတယ် ဇော်စင်လို့ခေါ်တဲ့ကိုကိုလက်ဟာသူ့မထက်တစ်နှစ်ကျော်ကငယ်တယ်။ဇော်စင်ဟာငယ်ရွယ်ပေမဲ့လူကြီးဆန်တယ်။စကားပြောရင်လေတန်းအေးအေးလေးနဲ့ပြောတတ်ပါတယ်။ဇော်စင်စီမှာသူ့မငင်းပယ်ရလောက်ထိအပြစ်နာစာမတွေ့ရဘူး။ပြီးတော့ဇော်စင်ကလက်ထက်ခွင်တောင်းတဲ့အခါမှာတော့အသာတကြီးပဲခေါင်းငိတ်လက်ခံခဲ့တယ်။ဇော်စင်ပေါ်အချစ်တွေတန်ရောစင်နေနဲ့လွှမ်းမိုးချုပ်ကင်ထားတယ်။တကယ်တော့သူ့မဇော်စင်နဲ့တွေ့ဆုံရခြင်းအကြောင်းဟာချစ်သူတတန်းအချစ်တွေနဲ့ဖွဲ့နှောင်ထားရခြင်းကာလကတိုးတောင်းပါတယ်။ တကယ်တော့ရည်စရာလဲကောင်းနေမမမောင်တို့လက်ထက်ရအောင်နော် ကောင်းသားပဲမောင်အခုလားသူမရည်စရာဖြစ်ဇော်စင်ရဲ့မျက်အုံးတွေကိုရုတ်တရက်ကြည့်ပြီးတော့ပြောလိုက်တယ်ဇော်စင်ဟာရှုံးလန့်တောက်ပါလာတယ်သူမတခက်ခက်နဲ့ရည်လိုက်တယ်ရည်တဟာပေါပွားစွာနဲ့ပတ်ဝန်းကျင်လေတူတွေကိုစောင့်ဝင်လာတယ်ပြောလိုက်တာဒါဆိုမောင်အမြန်ဆုံးစစ်စင်မယ်နော်ကောင်းပါပြီမောင်ဒီလိုနဲ့ပဲဇော်စင်နဲ့သူမရန်ကုန်မြို့တရားရုံးမှာအချင်းချင်းလက်ထက်ဖြစ်တယ် မိဘစိတ်မျိုးတွေတငငချင်းပေါင်းတဲ့နေကိုဖိတ်ကြားကအဲ့ခံဝေးလေးလုပ်တယ်။ဇော်စင်းတဲ့သူမဟာချစ်သူဘွားရောက်ကလေးကနမဲရင်းတွေကိုဘယ်တော့မှမခေါ်ဘူး။သူမနမဲရင်းများနှင်းစီဖြစ်ပေမဲ့များနှင်းစီလိုဘယ်တော့မှမခေါ်ခဲ့ဘူး။လုံးဝမတုံးခဲ့တဲ့ဇော်စင်းသူမလည်းဇော်စင်းနမဲကိုဘယ်တော့မှမခေါ်ဘဲမောင်းလို့သာခေါ်တယ်။ဇော်စင်းကလည်းမမလို့သာခေါ်တယ်။လက်ထပ်ပြီးတော့အပြောရကလေးတွေနင်းငယ်တာကြတယ် ကျောင်းမဖွဲ့ကံကြမ္မာဇိုကြီးဟာသူတို့နှစ်ယောက်လောကတွေကိုတိတ်တဆိတ်ပဲဝင်ရောက်လာခဲ့တယ်။ဇော်စင်းနဲ့လက်ထပ်ပြီးရက်ပေါင်း40ခန်းမှာတော့ကံကြမ္မာဇိုမုံမောင်ကြားခဲ့ခြင်းဖြစ်ပါတယ်။ဇော်စင်းဟာရေကူးကျွမ်းကျင်တဲ့အရာတွေတိုင်းသားတယောက်ဖြစ်ပြီးရွာလေးတရွာကိုလုပ်ငန်းတာဝန်နဲ့တွားရောက်ခဲ့ရကနေညနေဘက်မှာရေစင်ကူတော့ရဲနဲ့တည်ဆုံသွားခြင်းဖြစ်တယ်။နှစ်ရက်ကြာမှအလောင်းပေါ်လာတဲ့အခါမှာတော့လက်ဝင်းမှာတန်ရာပေါ်လာတယ်။ဆရာဝန်ရဲ့စစ်စစ်ကြက်ရရင်းနှီးတဲ့အကြောင်းတရားနဲ့တည်ဆုံရခြင်းမဟုတ်ပဲ လယ်ဘေးမှာရှိတဲ့တန်ရာကြောင့်တည်ဆုံးလာလို့မှတ်ချက်ပြုတယ်။ဒါပေမဲ့လည်းဒီအမှုအတွက်ဘလို့မှတရားခံရှာမရပဲလက်ဆပြောင်းနေတယ်။ပြီးတော့သူမဟာစော်စင်းရဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ဝန်ကျင်နဲ့စိတ်နေမရှင်းနေဘူး။ပတ်ဝန်းကျင်ရဲ့ခြင်းတွေကိုလည်းမသိနာမလဲ။ဒါကြောင့်လူသက်တရားခံဘသူဆိုတာမသိဘူး။ဒီအရာသူမအတွက်အကြီးမားဆုံးသောအခက်ခဲဖြစ်ပါတယ်။ဒီတော့လေမိမသားပြပြအားကိုရအောင်ရှာမိတယ်။ဆွေးမိဆွေရာကောက်ရိုးပင်တွေတပင်ကလည်းအားကိုစရာ င်းအားတရက်ပဲဒီလိုနဲ့ပဲနတ်မေးပါလားမြန်းနှင်းစီဘယ်တင်မေးကြည့်တေသူနဲ့ဝိညာဉ်ချင်းဆက်သွယ်လို့ရတဲ့ပုံကိုယ်တွေရှိတယ်ဒီလိုနဲ့ပဲတယောက်တစ်မျိုးစီအတန်တွေထွက်လာတယ်တချို့ကတက်သည်မကြားသည်မအကူအညီတွေပေးကြတယ်ဒီမှာဒီမဲ့အရင်နည်းဆုံးတငယ်ချင်းတယောက်ကအားတက်တယ်ရောအကြံပြုတာကမြန်းနှင်းစီတေတဲ့ဝိညာဉ်နဲ့တွေးဆုံမေးမြန်းလို့ရတဲ့ပုံကိုယ်တယောက်ဆိုတာရှိတယ်ဘကိုးတိုင်းမှာတဲ့အဲ့ဒီမှာနင်းယောက်ျားဘလို့တည်တယ် ူများတက်တယ်ဆိုရင်လည်းတက်တယ်ပေါ့ဟာအဲ့ဒါမေးလို့ရတာရှိတယ်။တရားခန့်ကိုသူပြောလို့ရတယ်တဲ့။သူမလည်းဇေဝေဇဝါတွေ့နဲ့ငါမသိဘူးလေဟာဘယ်လိုပုံကူမျိုးလဲ။ဒီလိုဟဲ့မကြွမလို့ဖြစ်နေတာတဲ့။အဲ့ဒီဝိညာဉ်နဲ့ဆက်သွယ်ပြောချပေးတဲ့ဂျားကန်ပုံကူလို့ပြောတယ်။ဒီလောက်နာမည်ကြီးတာလေမသိဘူးလားမြန်နေစီ။သူမလည်းယောဂန်တိုင်းပဲခေါင်းကမှိလိုက်ပါတယ်။သူမတကယ်ကိုမသိတာ။မသိဘူးဟာ။မသိရင်မှတ်ထား။နက်လေချုံလို့ခေါ်တယ်။ ဟာနမဲကဆန်းလာပါလားဘာနဲ့လေချုံဟုတ်လားဟုတ်တယ်ဟာတချို့ကလည်းလေချုံနဲ့လို့ခေါ်တယ်ဒီလိုနဲ့ပဲနဲ့လေချုံเจ้าကို သူမဆုံးနှမ်းမိတယ်တချို့ကတော့နဲ့လေချုံဆိုတာလေချုံမင်းဝင်လာတက်တဲ့ပရလောကသားတရားလို့ရေဘူးရပြောနိုင်တယ်တချို့ကတော့တရေလေချုံလို့ခေါ်တယ်ဘလို့ပဲဖြစ်ဖြစ်အထက်နဲ့မဟုတ်တာကတော့သိကြတယ်မိမအိုစီးစီကနေဘလို့တမ်းမှမကြတော့ဘူး စက္ကံပေါင်းများများစွာကြားသွားတယ်။ပြီးတော့ယောဘူဝီမိတဲ့ဘိုးပရိသတ်နေအခန်းရဲ့ပြင်မမှာသူမလိုပဲမျောလင်းချက်တွေနဲ့စောင်းစားကြည့်နေသူတို့ရဲ့ချောင်းဟန်တန်တခါတရံတီးတို့စကားပြောတဲ့တွေကိုတစ်ချက်တစ်ချက်ကြားရတယ်။တမီရှင်းမေတမီမျိုးသားတည်ဆုံးသူရဲ့နာမည်ကိုပြောပါ။သူမစီကနေတိုးတဲ့ကြေကွဲတဲ့အံထွက်ပေါ်လာတယ်။ကိုစောစင်မှာဒီမှာနေမိမအော်ကြီးကဟုတ်ပြီ။မောင်စောစင် သူမမိမအိုကြီးရှိရာကိုမှန်းဆပြီးကြည့်တယ်။ပိမ့်ပိတ်အောင်မောင်းနေတဲ့အမောင်းထဲမှာသူတို့နှစ်ယောက်စလုံးအမောင်းလူထဲမှာနှိမ့်ညွန်နေကြတယ်။ပြီးတော့မိမအိုကြီးစီကနေအတန်ထပ်ပြီးထွက်လာတယ်။ပြီးတော့သူ့အသက်23နှစ်အမေတေးတဲ့ရက်ကိုပြော။နိုဝင်ဘာ3ရက်ပါ။သူမအာယူပြီးစူးစမ်းပြောတယ်။ဟုတ်ပြီ။မြုံနှံခဲ့တဲ့တင်ကြိုင်း။အေရီတိုင်းဖြာပုံခရိုင် ရှမ်းကွင်းကြီးကျေးရွာတုတ်တန်းမိမဲအိုကြီးစီကနေချောင်းဟန်တန်ကြားတယ်တိစိတ်တညရံမှာချောင်းဟန်တန်ကကျဲလောင်းပါတယ်တင်းချိုင်းမှာအလောင်းကိုမြင်မြုပ်သလားဒါမှမဟုတ်မိတကြိုလားသူ့မရုပ်တရက်ကြောင်းနေသွားတယ်ဆုံးအားတို့ဖြစ်သွားတယ်အဲ့နောက်အားယူပြီးတော့ဖြေတယ်မြေမြေမြုပ်ရပြီအမေပြေတန်နေရင်ကုန်နှုတ်ပိတ်တိစိတ်ချင်းကတစားစားနဲ့နှစ်ဆိုင်တက်နှစ်ဆိုင်လာတယ်ပြီးတော့အတန်တန် ထိုးကြတဲ့အတန်တန်းရွှေဆိုတဲ့အတန်းလေချုံတန်းကအင်းပြင်ပတ်ခေါင်းမိုးစီကနေထွက်ပေါ်လာပြီးပဒင်းပေါက်ကတဆင့်အိမ်ထဲကိုဝင်လာတယ်။ဖွင့်ထားတဲ့ပဒင်းပေါက်တွေကနေအိမ်ထဲကိုတရှိရှိလေချုံပြီးတော့ဝင်ရောက်လာတာ။အတန်ဟာသူမတို့နဲ့မဝေးကွာတဲ့နေရာမှာရပ်တန့်သွားတယ်။ဒါပေမဲ့လေချုံတန်းကတော့အဆက်မပြတ်ထွက်ပေါ်နေတော့မယ်။ပြီးတော့ထူးချမ်းတဲ့လေချုံတန်းဟာအဆက်မပြတ်ထွက်တဲ့ချိန် မေကုံမေတော့မိမအိုကြီးစီကနေတိုးတောင်းပြက်သားတဲ့တန်ကို ပထမအောင်ဆုံးချလိုက်ရတယ်။ပြီးတော့သူမစီကနေစကားတကွန်ထွက်ကြလာတယ်။အခုကဘာတူလဲ။မောင်လေးဖေဟာမောင်နဲ့လားမောင်တန်မလား။မိကရောက်နေနှစ်ဦးသားစကားပြောနေတော့ကြားတဲ့မိမအိုကြီးရဲ့အတန်မဟုတ်တော့ဘူး။မောင်မိုက်လာတဲ့မိမအိုကြီးရဲ့အဖြစ်အောင်အင်ကြီးဆုံးကိုတော့ဝေတော်ကမြင်ရတယ်။အန်ဝဆရာက မောင်အတန်ကိုနားနဲ့ဆက်ဆက်ကြားလိုက်ရတယ်။ထူးခြားတာကအတန်။မိမအုပ်ကြီးရဲ့အတန်မဟုတ်ဘူး။မောင်အတန်ဆက်ဆက်ပဲ။မောင်ဆိုတဲ့စကားဟာသူ့နဲ့ဇော်စင်သုံးနေကြစကားလုံး။မိမအုပ်ကြီးဘလို့မှမသိနိုင်။အခုတော့မိမအုပ်ကြီးစီကနေမောင်အတန်ထွက်ပေါ်လာပြီ။မောင်မောင်ဘာကြောင့်ရုတ်တရက်တည်ဆုံရတာလဲ။ပြီးတော့လေချုံတန်ထွက်ပေါ်လာတယ်။အဲ့နောက်မိမအုပ်ကြီးစီကနေအတန်ထွက်တာက မောင်ရင်နစ်တည်တာမမ။ မောင်တမမောင်စပယ်မောင်ကရင်းနေတည်ထားတဲ့မောင်အသက်ခံရတာ ပြီးတော့မမာတဲ့ရုပ်တရက်လေချုံတန်းရက်သွားတယ်ဟဲ့မရတော့ဘူးထွက်သွားပြီမိမအိုကြီးစီကနေစိတ်ပြက်လက်ပြက်ဖြစ်သွားတဲ့တန်းလေချုံတန်းကပျောက်ကွယ်သွားတယ်ပြီးတော့ဒီလိုဝိညာဉ်ဝင်ပို့ပြီးတော့မေးမြန်းနေတဲ့အချိန်မှာမငုံရဘူးသမီးငိုရင်ဝိညာဉ်ကမကြိုက်ဘူးပြန်ထွက်သွားရောဘာဖြစ်လို့လဲဆိုတော့ တို့ခမညာနောက်ဆန်တင်နေဒါကြောင့်မငုံပါနဲ့သူမရင်ထဲမှာစိုးရင်စိတ်တွေဖြစ်ပေါ်လာတယ်သူမကိုယ်တိုင်ဂတိလက်လို့ဖြစ်သွားတာဒါဆိုဝိညာဉ်ကိုပြန်ခေါ်လို့မရတော့ဘူးလားပြန်ခေါ်လို့ရတယ်ဆော့ဆော့ကလိုပဲထပ်ပြီးစောင့်ကြတာပေါ့ကွယ်ဒီတခါဝိညာဉ်လာရင်မငုံနဲ့သူမကောင်းတစ်ချက်ညှိပြတယ်ဆိတ်ချပါမေးကျမမငုံအောင်ထိမ့်ပါမေးဟောခဏကြာမှတော့လေချုံတန်ထပ်ပြီးကြားပြန်နေတော်သေးတယ်မောင်းပြန်လာပြီသူမကမေးခွန်းနေမေးဖို့ တက်တီကိုမွေးတယ်။ဆရာဝန်ရဲ့စစ်ဆေးချက်အရမောင်ကရင်းနှီးသေးတာမဟုတ်ဘူးလို့ပြောတယ်။ဒီချိန်မှာမိမအိုကြီးနှုတ်ကနေဇော်စင်ရဲ့အတန်ထွက်ပေါ်လာတယ်။မောင်ရီတဲကိုဒိုင်မင်ထိုးချတဲ့ချိန်မှာရီအောက်ကကြောက်စုံကုန်းတဲ့လဲဘင်းကိုထိုးမိသွားတယ်။မောင်ရီဘော်ကိုပြန်မတက်နိုင်တော့ဘူး။အဲ့ဒီဒဏ်ရာနဲ့ပဲမောင်တည်သွားတာ။ဘသူပြောကားမှမပါဘူးမမ။သူမတယောက်တွေ့ဝေသွားတယ်။မမရဲ့ရင်ထဲမှာဖျန်းကနေဖြစ်သွားတယ်။ပြီးတော့ ဒါဆို မောင်းကိုသူများလောက်ကြံတက်ဖြတ်တာမဟုတ်ဘူးပေါ့မောင်းဘာသာမောင်းထိခတ်မိပြီးတော့တိတ်ဆုံးသွားတာပေါ့ဟုတ်လားမိမအိုကြီးစီကနေအတန်းထွက်ပေါ်လာတယ်ဟုတ်တယ်ဘသူပြောကားမှမပါဘူးမောင်းလို့ဖို့ခိုင်ဘက်တွေကိုအထင်မလွဲပါနဲ့မမအမှုကိုပြန်ရုံတန်းခိုင်လိုက်ပါသူမဘာဆက်ပြောရမှမသိအောင်ကြေကွဲနေမိတယ်ဇော်စင်းတန်ကို ရှင်းလင်းပြီးတော့နားနဲ့ဆက်ဆက်မလွဲအောင်ကြားနေရတယ်ချက်ချင်းမဲ့မျက်နှာချင်းဆိုင်စကားပြောတယ်လို့ရှိနေတာဒါပေမဲ့ဇော်စင်းရဲ့ဘဝဟာ ကြုံမလို့အပေပုံသားဘွားတဆင့်ဂျားကန်ပုဂ္ဂိုလ်ကဖူးကတ်ပြောဆိုနေရတယ်ဘွားပြီးတော့မောင်နဲ့မမဲကြီးတဲ့မှာအတံမဲကြရတယ်ထူးခြားစမ်းကြည့်တာကဇော်စင်ရဲ့တန်ဟာအကွဲတုံနေတယ်လို့သူမှခံစားရတယ်ပြီးတော့မောင်နဲ့မမဲတဲ့မှာဇော်စင်အတန်တွေကသူမှအိုသဲနဲ့သွေးသားတွေကို မီးလျောက်မီးကျန်ထွက်နေတဲ့လက်တွေနဲ့ကုတ်ချနေတယ်လို့ပဲသူမှအန်ကြိုက်ထားတယ်မောင် မောင်းအတွက်ဘာလုပ်ပေးရမလဲမောင်းအတွက်ရေဆိုပြီးတော့ဘုံကြီးငါးပါးပင့်ဆုံးကပ်ပြီးတင်ငန်းလှုပ်အောင်မမစိတ်ချလက်ဝဲမမောင်းဒါနဲ့မောင်းအခုဘယ်ကိုရောက်နေရလဲလေချုံတန်းကအဆက်မပြတ်ထွက်ပေါ်လာတယ်အဝေးကနေမောင်းလာရတာမောင်းလိုက်တာမမရဲ့မောင်းပြန်ကျင်လာပြီဒီကောင်မှသူ့မလည်းပြပတ်တဲ့တောင်းမနေမောင်းရနေပါဦးမောင်းအခုဘမနေရလဲမောင်းအခုရင်းနေတဲ့ကာမထိတ်ကလက်မုတ်ပင်ကြီးမှနေတယ်မောင်းတယောက်ထဲတော့မဟုတ်ဘူး မောင်ထက်ကအကြီးကဲနေနေတယ်မမသူ့ရဲ့ခွင့်ပြုချက်နဲ့လာရတယ်သူ့အမိန့်မရပဲဘဲမှသွားလို့မရဘူးမမမောင်ပြန်ကျင်လာပြီမောတယ်ခီးကလည်းဝေတယ်မောင်အတွက်ရည်စိုးပြီးတော့ကုသိုလ်ကောင်းမှုတွေလုပ်ပေးမယ်နော်ဒါတို့ခေါင်းနိုင်အောင်ကြိုးစားပါမောင်ဆက်ကြမမမောင်သွားပြီလေချွန်းသားကရုတ်တရက်ရက်တန်သွားတယ်သူမချင်းနဲ့မှကောလက်ဂျီတစ်ခုလိုပဲလက်ဟာပြီးကျင်းရင်ခဲ့ပါတယ်ခဏကြာမှတော့မိမအိုကြီးစီက အတန်တခုထွက်ပေါ်လာတယ်။မောင်စောစင်ပြန်သွားပြီသမီး။ဒီစကားတဲ့နဲ့တူတူမိမအုပ်ကြီးရဲ့နှွေးထွေးတည်ငြိမ်တဲ့မူလာတန်ထွက်ပေါ်လာပြီးတော့မိကြီးချစ်တန်။မိကွက်ဝဝလင်းလက်လာကအခန်းကပြန်လဲနိုးချပြီးလာတယ်။စောစင်နဲ့ယူဇနာပေါင်းများစွာ ကောက်ဝဲခဲ့ရပြီလို့ခံစားရတယ်။မောင်ပြန်သွားပြီ။ဒီခါမှပဲသူမပါပြီးမော်ကို မျက်ရည်ဘူးတွေတလောဟောပဲထိုးချလာပါရဲ့။စောစင်ဟာ တစုံတစ်ယောက်ရဲ့လောက်ကြံခြင်းခံရတာဖြစ်မယ်လို့အထွေချယုံကြည်ခဲ့တဲ့သူမဟာဇောစင်ကွေလုံကနေရာကိုတက်တည်ခိုင်မာမာရဖို့တောက်ခဲ့တယ်။ရင်ကိုကျွမ်းကျင်တဲ့လူတယောက်ကိုခေါ်လို့ရင်ကိုပဲစစ်စစ်ခိုင်းရာတန်ငါလှိပြက်တဲ့ဇီးကိုရေရောက်မှတွေ့ရတယ်။လှိပြက်ရဲ့ပက်ပက်လေးမှာတင်းကိုခြုံနေတန်းနေပြုတ်ထားတဲ့ကြောက်စုပြက်အဆွေးတွေထရိုးထန်အောင်ဖြစ်နေရကိုတွေ့ရတယ်။ဒါကြောင့်ရေအောက်မှာနေမြုပ်နေတဲ့တန်တို့တန်စားအငုပ်တွေဟာဇောစင်ရဲ့အသက်ကိုနှုတ်ယူသွားတာ။ရေကိုကျွမ်းကျင်တဲ့ဇောစင် ယနေ့မသေးပဲဒိုင်းမင်းထိုးချတော်ရေအောက်မှာရှိတဲ့ပစ္စည်းတစ်ခုခုနဲ့လေမင်းကိုစုံမိပြီးတော့တည်ဆုံသွားခြင်းဖြစ်ပါတယ်။ဒီမှာနေမယ်။ကျွန်တော်တင်ဆက်ပေးခဲ့တဲ့ပရာလောကဇာတ်ံပြည်ဆုံးပါပြီ။နာတရဆင်းတို့ပြည့်တက်ကြည့်လဲဆဲချနာချင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံတော်မူကြပါစီခမညာ။